အားလုံးပဲမင်္ဂလာပါ ျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။အဲ့တော့ဒီနေ့ညရဲ့ breaking news ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ဒီနေ့ညရဲ့ breaking news က Liverpool အသင်းရဲ့တည်ငောင်းဖြစ်တယ်လို့ပဲပြောရမယ်ဒီမှာပါပါတယ်။ Liverpool အသင်းရဲ့လက်ရှိဒါကျွန်တော်တို့ captain လေးဖြစ်လို့လက်ရှိဒါကျွန်တော်အသင်းမှာလည်းတကယ်ကိုအားကိုးအားထားဖြစ်နေတယ်။ Virgil van Dijk ကလက်ရှိဒါ Liverpool အသင်းနဲ့စာချုပ်သက်တမ်းတိုးတော့မှာဖြစ်တယ်ဆိုတဲ့တည်ငောင်းကိုတော့သူကိုယ်တိုင်ပါခဲ့ပြီဖြစ်တယ်။ဒါတိုးတော့မှာဆိုတော့သူအနေနဲ့လက်ရှိမှာအခြေအနေကောင်းနေတယ် တယ်ဆိုရင်တော့ပုံမှန်တကျတော့ဒါကိုရီးယားတိုးတယ်ပြောရင်မတိုး အခုလက်ရှိမှာအခြေအနေကောင်းနေတယ်ဗောနော်အဲ့လက်ရှိမှာဒါဒီနေ့ဗီဒီယိုကဒါကျွန်တော်9မိနစ်လောက်ပဲလက်ရှိကျွန်တော်လည်းအခုမှအပြင်ကနေပြန်ရောက်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်အာ keep it short ပဲကျွန်တော်လုပ်သွားမှာပို့တော့လက်ရှိမှာဒါ Liverpool အသင်းနဲ့တည်တဲ့အတိုင်းပဲလာမယ့်နေရာဒီမှာဒီထက်ပိုကောင်းတဲ့ squad တစ်ခုကိုပို့မှုပြီးတော့တည်ဆောက်ရမှာဖြစ်တယ်လို့လက်ရှိမှာလည်းဒါ Sheen's squad ကိုလည်းဒါကျွန်တော်ထိမ့်သိမ်းရမယ့်အနေထားမှာရှိတယ်ဒါပြင် Liverpool အသင်းနဲ့ဒီနှစ်မှာဒါအဓိကကစားသမား3ယောက်စာချုပ်တက်တန်းကုန်နေတဲ့အချိန်မှာ Alexander Arnold ကလာမယ့်နေရာဒီမှာအလွတ်နဲ့ Real Madrid အသင်းကိုပြောင်းရွှေ့တော့မှာဖြစ်ပြီးတော့ကျန်တဲ့နှစ်ယောက်ဖြစ်တဲ့ Salah နဲ့ဒါ Virgil van Dijk ဲ့ contract အခြေအနေကလည်းမတိကျဘူးဖြစ်တယ်အဲ့တော့ဒီနေ့ရတဲ့တင်းကလည်းဒါကျွန်တော်အလီလီအများကြီးထွက်တဲ့တုန်းကပါတယ် Virgin Van Dijk ဆိုတော့လေးကိုဒါကျွန်တော်အများကြီးထွက်တယ်တကောလာဟာလာတွေက Virgin Van Dijk ကြီးကိုဒါတချို့သောအသင်းတွေစီမှာဒါတရားဝင်သွားပြီးကန့်လန့်ခဲ့တယ်ဆိုတော့ကောလာဟာလာတွေဒီကိုထွက်ခဲ့တယ်ဒါပေမဲ့ Virgin Van Dijk ကဒါကျွန်တော်တို့ လက်ရှိနောက်ဆုံး interview မှာတော့သူအနေနဲ့စာချုပ်အစ်စ်ကိုဒါလီဗာပူးအစ်စ်နဲ့တရားဝင်ဆွေးနွေးနေပြီဖြစ်ကြောင်းသူကတော့ဖွင့်ဟဝေခံခဲ့တာဖြစ်တယ်။သူနဲ့ဒီနေရာမှာပြောသွားခဲ့တဲ့အရာကလီဗာပူးပြည်သက်တွေကိုတော်တော်လေးကိုစိတ်ကျေနပ်မှုပေးရမယ့်အရာတစ်ခုဖြစ်တယ်။အဲ့ဒါကဘာလဲဆိုတော့လီဗာပူးအစ်စ်နဲ့ကျွန်တော်နဲ့အခုလက်ရှိမှာဒါစာချုပ်အစ်စ်ကိုဆွေးနွေးနေပါတယ်။အပေါင်းလက္ခဏာဆောင်နေတယ်လို့လည်းသူနဲ့ပြောသွားခဲ့တယ်။သူနဲ့ဒါလီဗာပူးမြို့ကြီးကိုချစ်လို့လီဗာပူးပြည်သက်တွေကိုလည်းအရန်ချစ်တဲ့ကြောင်းဒီအစ်စ်မှာပဲဆက်နေဖို့အတွက်သူအကောင်းဆုံးကြိုးစားသွားပါမယ်ဆိုပြီးလက်ရှိမှာအတူချုံပြောထားခဲ့တယ်မှာပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီး Fabrizio Romano ကိုလည်း တီးပြုခဲ့တဲ့ကြောင့် tier 1 level ရယုံလို့ရတယ်လို့ပဲပြောပြရစီပေါ့နော်အဲ့တော့လက်ရှိမှာလာမယ့်လူရာဒီမှာဒါကျွန်တော်စာချုပ်တက်တန်း3ယောက် channel တွေမှာဒါကျွန်တော်2ယောက်လောက်ကတော့အပြေထွက်သွားပြီလို့ပြောလို့ရတယ်အလက်ဇန္ဒားအာနုကလာမယ့်လူရာဒီမှာအသင်းကထွက်ဖို့အတွက်တေချာလောက်ဖြစ်သွားတဲ့တယောက်လက်ရှိမှာအသင်းမှာနေဖို့အတွက်ကတော့ Virgil van Dijk ကတော့လက်ရှိမှာအသင်းမှာနေဖို့အတွက်တေချာလောက်ဖြစ်သွားတဲ့တယောက်ပေါ့နော်လက်ရှိမှာ Mohamed Salah ရဲ့စာချုပ်နဲ့ပတ်သက်ပြီးအခုချိန်ဒီမတေချာသေးတဲ့နေရာမှာရှိတယ်။ Salah ကပြောမှဆိုတော့လေးကို risk ကြီးတယ်လို့ပြောလို့ရတယ်။ရာဒီဘက်မှာဒီနေ့မှာဒါတော်တော်လေးကိုကောင်းခဲ့ပြီမြန်အခုလက်ရှိနောက်ပိုင်း position တွေမှာ Salah နေတော်တော်လေးကိုခြေစွဲအရာ အားနည်းနေခဲ့ပြီးတော့လက်ရှိမှာ FG နေနဲ့တပတ်လောက်ကပေါင်3သိန်းခွဲကိုဒီလိုမျိုးကစားသမားကိုဆက်ပြီးပေးသင့်မပေးသင့်ကိုလက်ရှိမှာ re-evaluate ပြန်လုပ်နေရဆိုတဲ့ဘောမှာရှိတယ်ပေါ့နော်လက်ရှိမှာဒါဟို3ယောက်မှာတယောက်ကတော့ miss ဖြစ်ပြီးတယောက်ကတော့ hit ဖြစ်သွားတယ်လို့ပြောလို့ရခဲ့တယ်ဘာလို့ဒါကျွန်တော်တို့အဲ 35ရာခိုင်နှုန်းပေါ့နော်35ရာခိုင်35ရာခိုင်35ရာခိုင်နှုန်းပါဒါကျွန်တော်တို့35 30ရာခိုင်နှုန်းပေါ့နော်30 30 30မှာ60ရာခိုင်နှုန်းပါဒါကျွန်တော်တို့30ရာတော့ကြာရှုံးသွားခဲ့တယ်30ရာတော့အောင်မြင်သွားတယ်ကျန်တဲ့30ရာခိုင်နှုန်းကဘာဖြစ်မလဲဆိုတော့ Liverpool ပြည်သက်တွေစောင့်ကြည့်ရမယ့်ဒီတားမှာရှိတာပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော် FG အနေနဲ့ဒါ Virgil van Dijk ကိုလေဒါအခုလက်ရှိစာချုပ်အစ်စ်မှာတော့ဒါ ကြားတဲ့တရေနေရစာရုပ်တန်းတော့အများကြီးဖြစ်မှာမဟုတ်ဘူးနှစ်နှစ် plus တစ်နှစ်ဒါတစ်နှစ်တက်တဲ့ဆိုရင်တနှစ်တိုးပိုင်ခွင့်ရှိတယ်ဆိုတဲ့စာချုပ်ပုံစံမျိုးကိုပဲကန့်လန့်သွားဖို့အတွက်ဒါ Liverpool တင်းဘက်ကပြင်ဆင်လာတယ်ဆိုတဲ့တရေနေထွက်ပေါ်နေရတယ်ပေါ့နော်အဲ့တော့လက်ရှိမှာ Liverpool တွေဒါ Virgil van Dijk ကိုတော့ဒါ ပရီးမီးယားလိမှာပြင်ဥရောပမှာပါလောက်ခလစားအများဆုံးသောဒါကျွန်တော်တို့အများဆုံးတဲ့ကကကျွန်တော်ခံစင်မှုကစားသမားတယောက်အဖြစ်အနေနဲ့လှုပ်ပေးသွားမယ်ဆိုတဲ့သတင်းတွေလည်းတက်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ဘာကျွန်တော်ဘယ်စည်းဘလို့ရမယ်ဆိုတော့မသိဘူးကျွန်တော်အနေနဲ့မှန်းရမယ်ဆိုတော့ဒီဘက်လောက်ခပေါင်3သိန်းလောက်ထိတော့တက်သွားဖို့ညီထားမှရှိတယ်စာရုပ်တက်နှစ်နှစ်ဖြစ်တဲ့ကြောင့်မဒါကျွန်တော်တို့ plus 1ဖြစ်တဲ့အဲ့ plus 1လည်းတိုးသိမ့်မတိုးသိမ့်ဆိုလဘဘူးဘက်ကပဲဆုံးဖြတ်မှာဖြစ်တယ်အဲ့တော့ကစားသမားဘက်ကဟိုအသင်းဘက်ကနှစ်ယောက်လုံးကကျွန်တော် yes ပြောမှသာ plus 1ကတိုးလို့ရမယ်တိုးလို့ရနိုင်မယ်အနေအထားတစ်ခုဖြစ်တယ်ပေါ့အဲ့တော့ထားပါလေ က်ရှိမှာတတင်းကောင်းတစ်ခုအနေနဲ့ကတော့လက်ရှိ Liverpool အသင်းရဲ့အဓိကအားထားရတဲ့ခံစစ်ကစားသမားဖြစ်တဲ့ Virgil van Dijk ကတော့ Liverpool အသင်းနဲ့စာချုပ်ချုပ်ဆိုတော့မှဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တတင်းတွေထွက်နေခဲ့ဖြစ်တယ်။သူကရန်လက်ရှိမှာစာချုပ်ချုပ်ဆိုတော့မှဖြစ်ပြီးတော့ကျွန်တော်တော်လေးအပေါင်းလက္ခဏာစောင့်နေတယ်ဆိုတဲ့တတင်းတွေတက်နေတာကိုတွေ့ရပါဘူးတွေ့တွေ့ရပါတယ်ပေါ့နော်။အဲ့တော့ပြောချင်တာကလက်ရှိမှာတော့အာနိုလည်းဖြည့်သိသွားပြီလက်ရှိမှာ van Dijk နဲ့ပတ်သက်ပြီးလည်းအဖြေအနေနဲ့တဖြည်းပေါ်လာခဲ့ပြီးစာလားကောဘယ်လိုဖြစ်မလဲ Liverpool ပြည်သက်တွေကဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိမှာအဖြေတစ်ခုလိုချင်နေတယ်။လက်ရှိမှာဒါကျွန်တော်တို့ဖူဟန်အသင်းကိုရှုံးနေခဲ့ပြီးနောက်ပိုင်းဒ ါဟာသတင်းကောင်းတစ်ခုအနေနဲ့မနဲ့လीတော့ဒါကျတော့စိတ်အေးသွားလို့ရတယ်ဆိုတော့ပုံစံမျိုးတစ်ခုကိုပဲစူရမယ်အနေထားမှာရှိပါတယ်မြေတို့ပင်စိုးစေကမှုလီဗာပူးတင်းကတော့အခုလက်ရှိမှာဗာဂျယ်ဒန်နိုက်ကိုဒါတရားဝင်စာချုပ်ချုပ်ဆိုမှုတဲ့ဒါအပေါင်းလက္ခဏာစောင့်နေပြီးတော့ဗာဂျယ်ဗန်နိုက်ကိုတန်ကလည်းလီဗာပူးတင်းမှာနေချင်တဲ့ရောမဒီစာချုပ်တဒန်တိုးဘူးကတော့အပေါင်းလက္ခဏာစောင့်ပြီးပြီးမြောက်သွားမယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်လက်ရှိကောလာဟာလာရီက 2+1 ဖြစ်ပြီးစာချုပ်ဒါကျွန်တော်တို့ဥရောပရဲ့ဒါအစည်းအကြီးဆုံးနောက်ပေါ့လက်စားအများဆုံးတော့နောက်ခံလူတွေတယောက်ဖြစ်လာမယ်လို့လည်းသိရတယ်မှာပါပါတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာချေလို့ဆိုအပေါင်းကိုကြည့်လို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါရ။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တို့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်လည်းအားပေးလို့ရပါရ။များများလေးကလစ်ပေးကြပါဦး။များများကလစ်မှမများများဖြစ်ပါတယ်။ကျွန်တော်လက်ရှိငလင်းတန်း ုလဲဝိုင်းဝဘီကူညီပင်းနေတဲ့ညီကောင်မအားလုံးကိုလဲအများကြီးဒီမိုင်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့အသုံးပြုပါဗျဒေးပါဗျ